ရခိုင်တော်လင်ရေးဟာတိဆောက်ရေးနဲ့မြင်းပြိုင်တပွေရှင်ဖက်၆လဲနေတယ်လို့နားလည်ရပါတယ်။တော်လင်ရေးပြီးမှတိဆောက်ရေးအလုပ်တွေကိုလုပ်နေတယ်ဆိုရတဲ့တော်လင်ရေးအတွက်မှာတိဆောက်ရေးလုပ်ငန်းစဉ်တွေကိုလည်းတပါးလေးလှုပ်ဆောင်နေကြတဲ့သဘောဖြစ်ပါတယ်။ဒါ့အပြင်တော်လင်ရေးကိစ္စတွေအရှိုးနေသောရှိမှလည်းတိဆောက်ရေးကိုတော်လင်ရေးသဘောတရားနဲ့ရှိခဲ့ပြီးတိဆောက်နေကြမဲ့သဘောကိုတွေးမြင်နေရပါတယ်။တိဆောက်ရေးတည်ပင်လျင်တော်လင်ရေးအတွဲကအခြေခံအုတ်မြင့်နဲ့ဆက်လက်မောင်းနှင်နေမဲ့သဘောဖြစ်ပါတယ်။ဒါကလေရခိုင်တို့ရဲ့ဖြစ်တည်မှုရခိုင်တို့ရဲ့သမိုင်းနောက်ခံအပေါင်း အရဟတတော်ရဲ့လင်းစင်နဲ့မူပေါင်းအနေထားအရဖြစ်တည်လာတဲ့သဘောဖြစ်ပါတယ်။မဟာကောင်းဆောင်ကြီးဝါဒကိစ္စရခိုင်တို့အတွက်နောက်ထပ်တတိရှေ့ရမယ့်ကိစ္စကတော့မဟာကောင်းဆောင်ကြီးဝါဒဖြစ်ပါတယ်။လောလောဆယ်အပြင်အရဟတတော်မှာခိုင်မာအကောင်ပြီးကြည်လစ်တဲ့စည်ရင်းနိုင်ငံရဲ့တော်လရင်ကောင်းဆောင်မှုချိနေခြင်းဟာတခြားသောလက်နက်ကိုင်လူမျိုးစုအဖွဲ့အစည်းတွေထက်တော့တာလွန်နေကြောင်းထင်ရှားပါတယ်။ဒါပြင်အရာခတ်တော်ရဲ့ထိပ်ပိုင်ကောင်းဆောင်တူဖြစ်တဲ့ဘူရှုထွေးမြေနိုင်ပေါ်မှာအလုံးကတညင်တညွတ်တွေလိုက်ပါနေကြတာဟာရခိုင်တော်လည်းအတွက်တော်ယုံမရတဲ့အာသာချင်းမျိုးလေးဖြစ်ပါတယ် အာရခတ်တော်ရဲ့အားကောင်းတင်မှမှုကခေါင်းဆောင်မှုပုံမှာအများကြီးမူတည်နေပါတယ်။တခြားသောလူမျိုးစုလက်နက်ကင်အဖွဲ့အစည်းတွေထက်အာရခတ်တော်မှာခိုင်မာအားကောင်းပြီးပြည်သားမင်ခင်တဲ့ခေါင်းဆောင်တွေရောက်ရှိနေခြင်းဟာရခိုင်တော်လည်ရဲ့တမိုင်းတွက်လည်းကောင်းရှိဖြစ်တယ်လို့ပြောနေပါတယ်။လက်ရှိတည်ဆည်းစေရေးအောင်မြင်မှုတွေရရှိနေတာဟုကအာရခတ်တော်ရဲ့ခေါင်းဆောင်မှုခိုင်မာအားကောင်းခြင်းကိုလက်တွေ့ပြသနေပါတယ်။ဒါဟာတော်လည်ရဲ့အတွက်အားကောင်းချက်ဖြစ်တယ်လို့တည်ဆောက်ရေးမှာလည်းအသာရှက်ဖြစ်ရှိနေပါတယ်။တော်လည်ရင်းနဲ့တည်ဆောက်ရေးမှာ တော်တိမင်ကပြီးဓမ္မသမတ်ရှိတဲ့မဟာကောင်းဆောင်ကြီးရှိနေတာတော်ယုလူဖွေစီကမရနိုင်တဲ့အာသာချက်ဖြစ်ပါတယ်။ဒါပေမဲ့မဟာကောင်းဆောင်ကြီးမှသည်မဟာကောင်းဆောင်ကြီးဝါဒအဖြစ်အသွင်ကူးပြောင်းမတော်ဖို့တော့အလွန်ရေးကြည့်ပါတယ်။မဟာကောင်းဆောင်ကြီးအပေါ်မိခိုအာကိုမှုကရခိုင်တို့အတွက်ကောင်းပေမဲ့မဟာကောင်းဆောင်ကြီးဝါဒအဖြစ်ကူးပြောင်းတော့ရင်တော့ဒါဟာရခိုင်လူဖွေစီအတွက်ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။တကယ်တော့ဖွံ့ဖြိုးရေးလမ်းကြောင်းကိုတောတဲ့နေရာမှာအခြားနိုင်ငံတွေကတစ်ခုနဲ့တစ်ခုတော့မတူညီကြပါဘူး။ ဒါပေမဲ့မဟာကောင်းဆောင်ကြီးတူရဲ့မောင်းနှင်မှုနဲ့ဖွံ့ဖြိုးရေးတိဆောက်ရေးကိုလုပ်ခဲ့တာကတော့တရုတ်ကတင်းရှောင်ဖိန်နဲ့စင်ကာပူကလီကွင်ယူတို့ပဲဖြစ်ပါတယ်။မဟာကောင်းဆောင်ကြီးဥဆောင်မှုမှာမဟာကောင်းဆောင်ကြီးဝါဒအဖြစ်မကူပြောင်းတွေ့ဒါဟာကောင်းဝင်ကြောင်မင်ကန်ကြောင်တော်တဲ့ကြောင်ဖြစ်နေပါတယ်။လူမသည်ဝါဒအဖြစ်ကိုမကူပြောင်းဖို့တတိချက်ရမှာဖြစ်ပါတယ်။တကယ်တော့မဟာကောင်းဆောင်ကြီးဝါဒမှာဘေးထွက်ဆိုးကျိုးကြည့်ပါတယ်။အဲ့ဒါကအနာဂတ်အထိလိုက်ပါတတ်တာမျိုးရှိပါတယ်။လူဆိုတာဟာသဘောရဲ့ကဲ့သက်တွေထဲမှာနေထိုင်ကြတာဖြစ်ပါတယ်။ ခေါင်းဆောင်အပြင်မောင်းနှင်ခြင်းနဲ့ခေါင်းဆောင်ပုံအပြင်မောင်းနှင်ခြင်းအကြောင်းမှာကောချချက်ရှိပါတယ်။လူနဲ့မူကအတွင်းညင်ရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့ဝါဒအပြင်မောင်းနှင်ခြင်းကတော့လက်ရှိပြည်စုပင်မှာအကျိုးချိနေတဲ့အောင်အနာဂတ်အထိပါတည်ဆောင်လာရင်တော့လူဖွေးစစ်အတွက်ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။ပြည်မကိုနိုင်ငံရဲ့အရာခြေကုပ်ယူလွှဲမိုးထားနိုင်တဲ့အမျိုးသားဒီမိုကရေစီဖွေးရှုံမှာမဟာခေါင်းဆောင်ကြီးဝါဒကိုးကွယ်မှုရှိပါတယ်။ဒါဟာအမျိုးသားဒီမိုကရေစီဖွေးရှုပ်ရဲ့အနာဂတ်ကံကြမ္မာကိုတတ်မှတ်ဆုံးဖြတ်တဲ့အဓိကပြဋ္ဌာန်းချက်ဖြစ်လာခဲ့တာတွေ့ရပါတယ်။ တော်တိမင်ကနဲ့ခေါင်းဆောင်တယောက်ကြီးမြင့်လာတာဟာရင်မြင့်ကြာတက်တယ်လို့ပါပဲလူဖွေးစီပါလိုက်ပါမြင်မလာတာမျိုးအညမညကြီးစုပြူပါတယ်ဒါကြောင့်မဟာခေါင်းဆောင်ကြီးဥဆောင်မှုကကောင်းဝင်ပေမဲ့မဟာခေါင်းဆောင်ကြီးဝါဒဥဆောင်လာခဲ့ရတော့ဘေးထွက်ဆိုးကျိုးရှိနိုင်ကြောင်းရခိုင်တို့တတိရှက်တင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြီးစုပေးကြတဲ့အတွက်လည်းကြီးစုအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဘလို့စိတ်ဝင်စားစရာကောင်းတဲ့စီးရဲနိုင်ငံရေးတည်င်းဆောင်ပါတွေကိုတင်ပြတောင်းဝင်လဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါဦး